ူကတော့ဟိုဘယ်လိုခေါ်မလဲအဲဥပမာလဲတော်တော်လေးဘိုင်ရောင်းစင်ကြီးတဲ့ကလေးတွေပါတခါတော့အသက်ကလေးမှာကက်ဆင်ဝင်တဲ့အချိန်မှာသူတော်တော်သဘောကျတယ်ကိုလူကျင်တဲ့ဒီပေါ်ဦးဆိုရဲဇက်ကောင်နေရာမှာသူလုံးဝဟိုကွတ်တီနီးပါးလောက်အထိဟိုစဖြစ်တာပေါ့နော်အဲအဲ့လိုဆိုအန်ဝင်ကွင်ကျဖြစ်နေတဲ့ခါကျတော့အဲ့မှာသူဟိုကတကယ်လဲအဲ့ဒီမှာပေါ်ဦးဆိုရဲအဲ character လေးနဲ့ ူတော်တော်လေးပေါက်သွားတယ်ပေါ့နော်။ကြာအိုက်ကားတကား cash ချင်းခေါ်တယ်မြောက်တို့ဘုံမှာမမေရ။အဲမြောက်တို့ဘုံသွားတယ်။သွားလဲသွားရောဆရာထုံးတဲ့တိုင်မဲ့သူဘောပင်လေးနဲ့သူခဲတံလေးနဲ့သူတို့စားတယ်သူတို့ကိုညင်အောင်လို့ပေါ့နော်နှုတ်ဆက်ချင်တာအခွင့်အရေးမရဘူးအဲဒီတော့လေတက်လာသူလှမ်းကြည့်လိုက်တဲ့ခါတော့ဝိုင်းနေတယ်မှာကိုယ့်နာမည်မပါဘူးအဒီဗီတို့ဘာတရားမနှုတ်ဆက်တော့ပြန်လာတာအဲ့ဒါနဲ့လွဲသွားလိုက်တာ၃လနှစ်လောက်ကြာတယ်အဲ့လောက်ကြာတာအဲ့လောက်ကြာတယ်၃လနှစ်လောက်ကြာပြီးတော့ဟုတ်တယ် တော်အဲ့တော့ကိုမပေါဘူးကိုတိစားဘောကမှ guest team မပေါဘူးဒါအဲ့တက်ခါပဲရှိတယ်တရားဟိုဒါအခုဟိုကျမရေမကောင်းဆိုတော့ဒီအခုဆီယနိုင်ငံရသွားရတဲ့တရင်ကြားတယ်ဆီယရဲ့တမိနဲ့ပေါ့ပြောပြစ်တယ်ပြမလာသေးဘူးလားပြမလာသေးဘူးလားတချီချီဆက်တာဆီယကိုပုံမှန်ဆိုလို့ရှိရင်အဲဆက်တော့ဆီယရဲ့အဲတမိလေးကပြောတော့ပထမတော့တိတ်အနေမရှိဘူးထိုင်နေနဲ့ဥခောက်တာပဲပေါက်လူသုံးပေါက်ပဲဖောက်လိုက်ရတာလားမသိဘူးပြီးတော့မှပြန်လာမယ်ဆိုတဲ့အချိန်မှာပြမလာပြစ်သေးရတယ်ထပ်ပြီးဆက်ကြည့်တော့မှ operation ထပ်ဝင်ရတယ်လုပ်နေရတယ်တည်တာ ਨੇ အဲ့ဒါနဲ့အခုဆရာပြင်ရောက်တော့ဆရာကနှစ်ရက်လောက်ပေးနားလည်သေးတယ်နားပြီးတော့အခုရောက်လာအဲ့ဒါသူကတော့ဟိုဘလူးကောမလဲအဲဥပမာလဲတော်တော်လေးပိုင်အောင်သင်ကြီးတဲ့ကလေးတွေပါတေသာနဲ့ကဟိုဟာဥနဲ့ကဒီတခါတုန်းကတက္ကသိုလ်မှာစပြီးတော့သူတွေ့ခဲ့တာပေါ့နော်သူအရှိပါလဲသူအဲ ကတ်စတင်ဝင်တယ်လို့ပြောတယ်ဒါပေမဲ့အဲ့လောက်ကြီးအတိအဲ့လောက်ကြီးအတိမစုံခဲ့ဘူးပေါ့နော်ဒီခါတော့အတက်ကလေးမှာကတ်စင်ဝင်တဲ့အချိန်မှာသူတော်တော်သဘောကျတယ်ကိုလိုချင်တဲ့ဒီပေါ်ဦးဆိုရဲဇက်ကောင်နေရာမှာသူလုံးဝဟိုကွတ်တီနီးပါးလောက်အတိဟိုစဖြစ်တာပေါ့နော်အဲအဲ့လိုဆိုအန်ဝင်ကွင်ကျဖြစ်နေတဲ့ခါကျတော့အဲ့မှာသူ့ဟိုစတကယ်လဲအဲ့ဒီမှာပေါ်ဦးဆိုရဲအဲ character လေးနဲ့ သူတော်တော်လေးပေါက်သွားတယ်ပေါ့နော်အဲ့အဲ့ကားထဲမှာကြီးမိတဲ့လူရဲ့သူပုံပုံတဲ့ဆိုပြီးတော့လူလူတောင်ခေါ်ကြရဲပေါ့ဆိုတော့အဲ့ဒီနောက်ပိုင်းကျတော့ဟိုဟာအဲ့လိုသူနဲ့လိုက်ဖက်တဲ့အားလေးရှိရင်ကိုခေါ်ဖြစ်တယ်နောက်ပြီးတော့ဟိုဆရာတပည့်ပုံစံမဟုတ်ဘဲနဲ့ဒါဟိုကိုသားတယောက်လူဘာလို့ဆိုတော့ဟိုသူ့မှာလည်းအခုပြောမယ်ဆိုကိုကလေးတွေကအကုန်လုံးကနိုင်ငံသားရောက်နေကြတာဟုတ်နော် ဟိုနောက်မှလည်းဘူးမှလည်းအရှိသမီးလေးတယောက်ပဲရှိတယ်ဆိုတော့မင်းသိန်းကလည်းအခုကိုသမီးလိုပဲသူကလည်းကိုသားလိုဖြစ်နေတယ်ပြောရတယ်ဆိုတော့သူကလည်းအာဟိုဟိုစာအဲအဲဦးရဲ့အမျိုးသမီးကိုဆိုရဲသူတို့နှစ်ယောက်လောမမားပဲခေါ်တာအဲ့လိုမမမားတော့သူတို့စားကျင်တာလည်းအဲရဲဆိုဟောင်းချိန်ရောရှိတာကကျွမ်းအကုန်ချက်တက်တယ်ကွာ တိုင်းမမရှိမရှိပြည့်စုံလို့သိဆိုရအဲ့လိုပဲတရားနာမည်ကအရင်ကနာမည်ကြီးပြီးသားလေးဆရာဆရာနဲ့ရိုက်ရှင်တော့အဲ့တော့အကွာ the voice မြန်မာရိုက်နေရလေ host လုပ်နေရဆိုတော့အဲ့အချိန်မှာအဲ့ဆရာအိုက်ကားတကား casting ခေါ်တယ်မြောက်လူဘုံမှာမမရရအဲ့မြောက်လူဘုံသွားတယ်သွားလဲသွားရောဆရာထုံးတဲ့အချိန်မှာသူကဘောပင်လေးနဲ့သူခဲတံလေးနဲ့သူကဆရာသူ့ကိုလေကိုယ်မြင်အောင်လို့ပေါ့နော်နှုတ်ဆက်ချင်တာအခွင့်အရေးမရပါဘူးအဲ့တုန်းကလေတဲ့လား အခုကြီးမြောက်သူအဲ့လိုရှုပ်ချက်ခတ်ပြီးသွားကြည့်လိုက်လုံးနိုင်တယ်မှာကိုအနောက်ကနေ gas ချင်းဝင်မဲ့အချိန်ပဲလောက်ရသေးတယ်တခါပဲတစ်လုံးနှလုံးမပြောရသေးတယ်အဲဒီတော့ပြီးတော့ဟိုလမ်းကြည့်လိုက်တဲ့ခါတော့ဝိုင်းနေတယ်မှာကိုနာမည်မပါဘူးအာ VV ဆိုပြီးတခြားလည်းမနှုတ်ဆက်တော့ပြန်လာတာအဲ့ဒါနေလွဲသွားလိုက်တာ၃လနှစ်လောက်ကြာတယ်အဲ့လောက်ကြာတာအဲ့လောက်ကြာတယ်၃လနှစ်လောက်ကြာပြီးတော့ဟုတ်တယ် တော့အဲ့တော့ကိုမပါဘူးကိုတိစားဘဝမှာ guest team မပါဘူးဒါအိုက်တက်ခါပဲရှိတယ်အာအမှတ်တရအဲ့ဒါအကြီးဆုံးပဲဘာလို့ဆိုတော့ဟိုရုံးမှာ the voice မြန်မာဆိုလို့ရှိရင် presenter ဒီတိုင်း host ကိုတန်းလို့ရတာမဟုတ်ဘူး host ကြီးအများကြီး guest ဝင်တဲ့တဲမှာပါတာအဲ့တော့အဲ့လိုမြန်မာ Scotland ဆိုရအလိုပဲတခြားဇလန်တွဲတွေဆိုလည်းအကုန်ပါတယ်အဲ့လိုဘာပဲဖြစ်ဖြစ်ရိုက်ချင်တဲ့ဆန္ဒရှိဝင်ရိုက်တာကိုဘက်ကဒီကားကြီးရိုက်တော့မယ်ဆိုကြရင် producer ဘာလို့ producer တွေကလည်းကိုယ့်ရဲ့တငယ်ချင်းတွေအမတွေဖြစ်နေတော့ ။ရငါရိုက်မယ်ကွာ။မောင်လေးရိုက်မယ်ဆိုတော့ပါပါအဲ့လိုရိုက်။ဆရာနဲ့ကြတော့အဲ့လိုမှကိုယ်ကယုံကြည်မှုအပြည့်နဲ့သွားတာပဲအဲဒီတော့ပြီးတော့ why နဲ့ချိန်မှာကိုယ်နာမည်လေးမပါတော့ဆရာတို့ကတော့သတိမထားမိဘူးသူကသူ့ဘာလို့လှုပ်ရှုံတာပြန်အားနဲ့တော့ဒီဒီပေါ့အခုတခါတော့တက်ကတူမှာဒီဇလန်တွေရိုက်မယ်လဲဆိုလဲဆိုတော့ပါချင်းလို့သာပါသွားတာအဲဒီတော့ကလည်းအဲဒီတော့ကလည်းမပါမပါမဝင်တော့ဘူးဆိုပြီးတော့အဝင်ဝမှာသူ့လိုက်ပို့တာမဝင်တော့ဘူးဆိုပြီးတော့အဲဒီတော့ကလေဟိုဘောင်းမီနဲ့အင်ဂျင်နဲ့ပို့ပြီးတော့ဆက်ပေါ့ဆလိတ်တိုင်းပွားနေဆရာအဲဒီတော့ကမပြီးတော့မှ ဟိုကေကေကေလို့လူကလည်းပြောအဲ့ရတယ်ရေုံကတငယ်ချင်းကလည်းပြီးမြမြဝင်းနဲ့လုံဝင်လိုက်ပါဆိုတော့မှအဲ့ဟိုအမြန်ပြေးရတာနော်ကက်ဆင်ဝင်နေပြီအစိုးရအင်ကြီးအမှန်တကယ်တော့လှုပ်ချင်နေတယ်အဲ့စိတ်ကလည်းမလုပ်တော့ပါဘူးလေဆိုပြီးမပါတော့ပါဘူးလေဆိုပြီးတွေးတာတခါကြာဆုံးတော့နေလားပြီးတော့မှပြီးတော့မှတွေးလဲတွေးရောမဟုတ်ပါဘွားတော့ပါအရင်ပြောတာအဲ့ကားထဲမှာဆိုဆရာနဲ့အတွေ့အကြုံကအခုအရင်တော့ရိုက်ဘူးတယ်အခုတခြား director ဆရာရင်ရိုက်ဘူးတယ်ပိုကျေးဇူးရှိပါတယ်တခြားဆရာရင်လည်းမတူဆရာနဲ့ကြတော့ဘာမတူလဲဆိုတော့ဆရာကြတော့လက်တန်းတင်တာ အကိုရဲ့စကေးကပါလေဆိုတော့အကိုကခေါင်းထဲကိုပါဇက်နဲ့ပြောအောင်အကိုမှတ်မိတယ်အကို presenter လောက်လာတာ16နှစ်ရှိပြီလေအခုဆိုရင်အကိုကိုပါဇက်ကနေချပေးလိုက်စာဖတ်တာတည်းစာအဲ့ချပေးလိုက်တဲ့ဟာကိုအကိုကအဲ့ထဲကတူချမတော့တူမှာဒါပေမဲ့အဲ့ထဲကတပုံစံတိုင်းပြန်ပြောနိုင်တာဆရာနဲ့ကြတော့သဘောကျတာပေါ့ပြောကြတော့အဲ့ထဲမှာအားလုံးနဲ့မှလည်းဆရာချစ်တယ်ချစ်တယ်မိသားစုလည်းဖြစ်တယ်ပြီးတော့ကိုကအဖေမရှိဘူးလေငယ်လေးတည်းကမတုံးနဲ့နဲ့အဖေဆုံးသွားတာလေမိနေပဲနေရတော့အကိုအဖေလိုလည်းပြီးတော့စတိုင်ကိုလည်းကြိုက်တယ်စတိုင်ဆိုအဲ့လိုဂျင်ပန်နဲ့ ကတ်ကတ်ဆော့ဆော့ထားပါအဲ့လိုမျိုးပုံစံသဘောကျတဲ့ခါကျတော့ဆရာနဲ့အဲ့လိုမျိုးအဓိကတော့ဆရာတပည့်လိုတားဖလိုအဲ့လိုအနီးကပ်နေနေဟိုဘောတန်ရုံးစင်ဖြစ်တာပေါ့ဆရာအဓိကရရချင်းမြင်ရချင်းနေတော့မဆိုင်ဘူးကိုလည်းကိုလို့ကိုရိုက်နေရတာပဲလေဆရာနေကပ်ပြီးဆရာနဲ့အဲ့လိုရိုက်ချင်ပါတယ်လို့လည်းအဲ့လိုလည်းမဟုတ်ဘူးဆရာသူ့ဘာသူတန်ဝင်ကြရင်ခွဲအမ်ကွန်ပျူတာလိုတခြားသူတွေရိုက်လဲလိုက်ပါရှိတယ်ဟိုလိုက်ကြည့်တာအဲဆရာနားမှာအဲ့လိုနေရပြောတာပေါ့အဲ့ဒီတော့အိမ်ခဏခဏလာသေးဆိုရင်အဲ့လိုအဝေးကြီးပဲကွာကိုယ်မိုင်မှန်နေတယ်ဒီလိုလာအဝေးလာ ဒီကတ်စတင်ဝင်တဲ့အချိန်မှာဟိုကသူ့တော်တော်သဘောကျသွားတယ်အဲ့ဒီဘယ်လိုခေါ်မလဲတကယ် old school ចောင်းသားကြီးပေါ့နော် repeater ចောင်းသားကြီးတယောက်ရဲ့အဲ့ mood ကိုသူရရတာပေါ့နော်ဘာလို့ကိုကလည်းဒီចောင်းမှာပြီးခဲ့တဲ့ចောင်းပြီးလာတဲ့လူဆိုတဲ့ခါကျတော့တကယ်ဟိုဥစားဟို repeater အဲ့ဒီចောင်းသားတွေရဲ့ဇယိုက်နဲ့အဲ့လိုပုံစံမျိုး ဟိုတိတယ်လေကိုကိုရန်လဲ repeater အတိဖြေခရခဲ့ရတာဟုတ်နော်အချိန်မှာကျန်တဲ့ကလေးတွေကတော့သူ့ထက်အကုန်လုံးငဲတယ်အဲအဲ့လိုမျိုးဆိုတော့သူသူကလည်းသူသူသူအရွယ်လေးနဲ့သူကလုံးဝကွတ်တိဖြစ်နေတာပေါ့နော်ဆိုတော့အဲ့လေးသဘောကျတာနဲ့အဲသူယူရယ်ယူရယ်ဆိုတော့နောက်ပြီးတော့နောက်တစ်ခုကတော့ဒီ on scene ပေါ်မှာကိုပေးတဲ့ dialogue တွေကိုသူသူပြောနိုင်တယ်သူလုံနိုင်တယ်လုံပြနိုင်တယ်လုံပြနိုင်တယ်ဆိုတဲ့အခါကျတော့လေအဖြစ်လဲဆိုတော့ ဟိုစကားတွေပူရတာပေါ့နော်သူများစကားလည်းသူစကားဖြစ်ဖြစ်သွားတာပေါ့နော်အဲအဲ့လိုအဲ့လိုမျိုးပေါ့နော်ဘာလို့ဆိုဟိုပြောနိုင်လုံနိုင်တဲ့ကလေးကိုတော့ဟိုကျွန်တော်နေနေရတော့ပို့ပြီးတော့ဦးစားတော့ပေးတာပေါ့နော်မပြောနိုင်တဲ့သူကိုစကားဆက်ကုန်ပေးမယ်အစားပြောနိုင်တဲ့သူကိုနှခေါင်းလောက်ပို့ပေးလိုက်လို့ ဟိုတယောက်ကရှစ်ခုံးလောက်ရလဲပြဿနာမရှိဘူးလေနော်။ဘောမှာဆင်းမြောက်ဆုံးကားပဲအိုက်ကာဒါအိုက်ကာဟုတ်တယ်။အိုက်ကာကြောင့်ဘာတဲ့နေလဲမရှိဘူး။နေတိုင်းပါ။နေတိုင်းပါ။နေတိုင်းပါ။နေမကောင်းလဲဆေးကန်းတော်ပြီးဆေးထိုးပြီးပြန်လာရိုက်တာ။အရန်ပူတယ်အဲ့ချိန်ကလေ။50ကျော်တယ်နော်ဒီအိုက်ကြောင်းလာမှာတော့။ပူတယ်ကြောက်ဖို့ကောင်းပူတယ်။နေမကောင်းလဲဆေးထိုးပြီးပြန်လာ။ဘောလုံးကအဲ့ကားရောတော်တော်လေးပျော်စရာလည်းကောင်းပါတယ်။ဘာလို့ကိုလဲဒီကြောင်းအဲဒီကြောင်းမှာကိုကပြီးလာတဲ့သူဆိုတဲ့အခါကျတော့ဒီကြောင်းရမ်းပျော်တယ်လေဒီဒီရန်ကုန်တက္ကသိုလ်ကြီးကို ဟုတ်ပြန်ပြောတာရင်တော့အဲအဲ့စကားအမန်ဒူရေရှင်ဒီ100ပြည့်တုံးကအဲ့အတွက်ကိုရိုက်မလို့အကြောင်းကြောင်းကြောင်းနဲ့မရိုက်ဖြစ်ပဲနဲ့နောက်မှပဲရိုက်ဖြစ်သွားတာရန်ပြောတယ်ဆိုတော့အခါကျတော့သူရဲ့မူတည်ရဲ့ပြန်ရတာပေါ့နော်ချက်မှမထိုင်ဘူးတကယ်လို့အန်အိုးကိုအရင်ကောင်းနေကြအခုနေမကောင်းလို့ထိုင်နေတာဒီမှာတောက်လျှောက်ရှူတင်မှလေး ရှူတင်ခုံလည်းမရှိဘူးတပည့်လည်းမရှိဘူးထိုင်တာမတွေ့ဘူးဘာဖြစ်လို့လဲတော့မသိဘူးသိလားကိုရီလေးဆရာတက်အများကြီးငယ်ပါတယ်သိလားဟိုကကိုရီကရှူတင်ခုံလေးနဲ့ထိုင်ရိုက်ပြီးညောင်းတနေကုန်လည်းမထိုင်ဘူးထမင်းလည်းအဲ့ဒါလေးပါတယ်ဆရာအစာမမှန်တာလေးတလုံးနှလုံးစားလိုက်မစားလိုက်ရိုက်လိုက်အဲ့ဒါကြီးလည်းပါတယ်အာတောက်လျှောက်ကြီးအဲ့လိုမျိုးပဲဆရာဆရာတပည့်တွေအများကြီးပါအမဒီခုမှတော့အခုညီလေးတွေကသူဆရာတပည့်တွေအများကြီးပဲအာအကုန်လုံးတီးတယ်မိကြီးဆရာနဲ့ပတ်သက် အစားတော့ဟိုနေ့ကတော့မပြောသွားသေးတယ်ဟိုခင်ပြိုမတီစီစဉ်မှာရိုက်နေနဲ့အာမတ်မြက်ကီတီအောင်လို့လေမက်ကီတို့နဲ့လည်းပြောပြတဲ့ဆရာအကြောင်းကြီးအများကြီးပဲအဲ့မှာအစီအစဉ်မှာအကုန်လုံးသူတို့ပြောကြတယ်လာသမ ्या သူတွေဆိုမြားတကယ်လူစံကြီးလူစံအာတကယ်တူဘူးစံရတယ်မှာတော့အတန်မာဆုံးပဲပေါ့နော်အခုလည်းခဏပါပဲတက်လာနားမယ်နားကြီးပြန်ရိုက်မယ်ပြောနေတယ်